ုသိုလ်ကောင်းမှုလုံတိုင်းလုံတိုင်းဒီကိုလှူတဲ့ဒါနဟာနံပါတ်1ဒါနမျိုးဖြစ်အောင်နံပါတ်1ဒါနမျိုးဖြစ်အောင်ဘယ်လိုလုပ်อ่ะစိတ်ကိုပဲပြုပြင်နံပါတ်1ဒါနမျိုးဖြစ်အောင်သိမ့်မုံရာချီကောင်းအောင်လှူရလားထောင်းချီကောင်းအောင်လှူရလားဒီဟာနဲ့မဆိုင်ဘူးတဲ့သိမ့်မုံရာချီကောင်းကောင်းထောင်းချီကောင်းကောင်းနံပါတ်1ဒါနမဖြစ်ဘူးနံပါတ်1ဒါနဖြစ်ဖို့ကဘာလုပ်ရမလဲနံပါတ်1စိတ်နေသဘောထားဖို့လိုအပ်တယ် ်စိတ်သဘောထားပေါ်မှာမုတ်တိမှာဖြစ်တယ်ဒါကြောင့်မို့မိသီဌာနပဲလှုပ်လို့ကိုယ်ဌာနနဲ့ပတ်သက်ပြီးတော့ကျင့်နဲ့ဝန်တာမှုသုံးရရှိအောင်ကြိုးစားမလူခင်ကဝန်တာနေတယ်လှူနေတော့ဝန်တာတယ်လှူပြီးတဲ့နောက်မှလည်းဝန်တာတယ်လို့ဆိုရက်အချိန်ပိုင်းသုံးပိုင်းလုံးမှဝန်တာမှုနဲ့ပဲအဆုံးသတ်ပုဗ္ဗေဝဌာနသူမနောမလူခင်ကလည်းဝန်တာနေရမယ်တဏ္ဍစိတ်ကပတာတွေလှူနေတဲ့အချိန်မှလည်းဝန်တာနေရမယ် ဓာတဝအတ္တမနောလှူပြီးတဲ့နောက်မှာလဲဝန်တန်နေတခါတရံကျတော့လှူပြီးတဲ့နောက်မှာလှူပြီးတာမားတယ်လို့စိတ်ထဲမှာဖြစ်သွားလို့ရှင်ဒီဒါနကောင်းမှုဟာအကျိုးရော့သွားတာဒီပေါ့ဒါကြောင့်မို့အဲ့လိုဒီဒါနကောင်းမှုနဲ့ပတ်သက်လာလို့ရှင်ဘယ်ခါပဲတွေးတွေးစိတ်ထဲမှာဝန်တာကျင့်မှုဖြစ်နေဖို့လိုအပ်တယ်ပေါ့ဒါအကြောင်းတကအကြောင်းမှတွေအရေးချီဆုံးမဲ့ဒီအချက်ကနော်အဲ့ဒီလိုဝမ်းမြောက်ဝမ်းသာလှူတဲ့အလူမျိုးကိုသောမနတ္တ ဘာဂုံလို့အကောင်းဆုံးမဟာကုသိုလ်စိတ်နံပါတ်1ကသောမနတဘာဂုံညာနတံပိယအသင်္ခာရိကလို့ဆိုတဲ့အင်္ဂါ၃ချက်နဲ့ညီညွတ်တဲ့ကုသိုလ်ကောင်းမှုကနံပါတ်1ကုသိုလ်ကောင်းမှုပဲအဲ့ဒီအတိညာဉ်လေးကိုအခြေခံပြီးအတိညာဉ်ရှိရှိလှူတာလည်းဖြစ်ရမယ်ညာနတံပိကုသိုလ်ပြုစဉ်ကံကြိုးမြင်သည့်ကံတရားကိုလည်းသိတယ်လက်ခံတဲ့ကမ္မတက္ကတာတမ္မာဒိဋ္ဌိလို့ဆိုတဲ့အတိညာဘာသာနာမှာဖြစ်တဲ့ကုသိုလ်ကံဟာငါနဲ့သာသက်ဆိုင်တယ် ကုသိုလ်ကံရဲ့အကျိုးတရားရှိတယ်လို့အဲ့ဒါလို့သိတဲ့အသိဉာဏ်နဲ့လှူတာဖြစ်ရမယ်။ပြီးတော့အသင်္ခါရိကဆိုတာသူများတိုက်တွန်းနှိုးဆော်လို့လောရတာမျိုးမဟုတ်ပဲနဲ့စေရနာထက်သန်မှုစွမ်းအားနဲ့ကိုယ်ကိုယ်တိုင်းတိုက်တွန်းရတာလည်းမဟုတ်သူတော်ဘာတိုက်တွန်းရတာလည်းမဟုတ်ကုသိုလ်ကောင်းမှုလုပ်ဖို့ရစိတ်အားကိုကအလိုတည်းကထက်မြက်နေတဲ့စိတ်စိတ်စွမ်းအားတွေနဲ့ပြည့်စုံရမယ်လို့ဒီလိုဆိုလိုတယ်နော်။အဲ့တော့ဝါမြောက်မှုဆိုတာအင်္ဂါတရအတိညာဉ်ရှိမှုကဒုတိယအင်္ဂါရက် စိတ်ထမြက်နေမှုကတတ္တယအင်္ဂါယတုအဲ့ဒီလိုအင်္ဂါယ၃မျိုး ਨੇ ပြည့်စုံတဲ့မဟာကုသိုလ်စိတ်တုပ္ပထိတ်တန်းဖြစ်တယ်မဟာကုသိုလ်စိတ်ပဲဖြစ်တယ်ပေါ့အဲ့ဒီထိတ်တန်းဖြစ်တဲ့မဟာကုသိုလ်စိတ်ကမှအကျိုးပေးတဲ့အခါထိတ်တန်းဖြစ်တဲ့အကျိုးမျိုးကိုပေးတယ်လို့ဒီလိုဆိုအဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမအရကိုယ်ကိုယ်တိုင်လုံးရမယ့်ဟာတွေကအများကြီးဖလူရတန်းနာလွယ်တယ်ဒါပေမဲ့စိတ်ထားတတ်ဖို့လိုတယ်နော်ကိုယ်ပဲဆန့်ရှိလို့လူရင် လူလိုက်ကြတာပဲလေ ရွယ်တယ်လို့ပြောရမှာသို့တော့လှူပြစ်ဖို့ဆိုတာတော့ခိုင်းရင်လေအေးလှူလိုက်တာလွယ်တော်လဲပဲစိတ်နေသဘောထားဟာပို့ပြီးတော့အရေးကြီးတယ်သူတော်ကောင်းတွေရဲ့အလှူဒါနာမျိုးဖြစ်ဖို့လိုတယ်မြန်မာနိုင်ငံမှာအလှူနဲ့ပတ်သက်ပြီးပြောစရာမလိုဘူးသို့တော့လေတို့လှူတဲ့အလှူဟာသူတော်ကောင်းဒါနဖြစ်ခဲ့လားဆိုတာကိုပဲပို့ကိုစစ်စစ်ပြီးတော့သူတော်ကောင်းတွေရဲ့အလှူဒါနာမျိုးဖြစ်အောင်မြတ်စွာဘုရားသခင်ကိုလိုမြတ်ခေါ်ကြတဲ့အဆုံးအမလေးတွေကိုမှတ်သားထားဖို့လိုအပ်တယ်ပေါ့